ရောက်တိုင်းမှာဖြစ်ပေမယ့်မင်္ဂလေးတောင်ကို တင်းချမကောင်းပြောလို့ပွဲဖြစ်နေတဲ့သူအလေးမင်္ဂလာပါရှင်။ပေါင်းမင်းစနောင်းမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အလာမင်းနေရှင်ရဲ့ဒါရိုက်တာသူအလွင်ကတော့နီနီလေးလိုပဲမင်္ဂလေးတောင်ကိုတင်းချလို့ပွဲဖြစ်နေပါပြီ။သူအလွင်ဟောင်းမနစ်ကတီလို့ချိန်ပါလေသူရဲ့တပည့်ကျော်မလေးနီနီလေးအိမ်ကိုအတင်းချလို့ပြဿနာတက်ခဲ့ပါသေးတယ်။အခုလည်းထူအပ်လွင်တရားမနစ်ကလူနီနီလေးနဲ့ပြဿနာတက်တယ်လို့နောက်ထပ်ပြဿနာတက်နေပါပြီ အဲ့ဒါကတော့ City Director ဟောင်းတယောက်ကိုအတင်းထုတ်တာပါ။သူအလွင်က root through ဆိုရင် Miss Grand City Director ဟောင်းတယောက်ကိုရက်က9ပြီမပြေဘူး။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအတင်းထုတ်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာ internet ပေါ်မှာသူအလွင်က City Director root through ကိုအတင်းထုတ်ထားတဲ့ screenshot တွေက internet ပေါ်မှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းအဆိုပါရူထရူဆိုရင်တယောက်ကထူအလွင်ကိုပွဲကြံခဲ့တာဖြစ်ပါတယ်ရူထရူကသူမဟောင်းထူအလွင်က Miss Grand International Organization ရဲ့ပေါင်မင်း National Director လို့ဆိုင်သူမကတော့ချင်းလန်းပကူနဲ့လောင်ရှူတောင်ကြီး City Director လုပ်ခဲ့ကြောင်းပြောလာတာပါဒါပေမဲ့လည်းထူအလွန်နဲ့ပြဿနာတွေဖြစ်ကငွေကြေးသိန်းတထောင်ကျော်လောက်ဆုံးရှုံးနေတာဘူးကြောင့်ရူထရူကဆိုပါတယ် ရူဒရူကောင်သူမဟောင်းတဲဆုံငယ်ပါဝင်အလှမဲကောင်များစွာကိုစစ်တီးဆင်မှမွေးထုတ်ခဲ့တဲ့ဒိုင်တာဖြစ်တာကြောင့်လေသူဟန်လွင်ကောင်သူကိုမင်းကလေးကုန်တိတ်ကညှို့နှံသွားအောင်အတင်းကြတဲ့ကိစ္စကိုမကျေနပ်ကြောင်းပြောလာတာပါဒါကြောင့်လေရူဒရူကောင်အင်တာနက်မှာပွဲချခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းသတင်းတွေအရစစ်တီဒါရိုက်တာရူထောင်းငွေကြေးရှုပ်ရှင်းနေတဲ့ပတ်သက်မှုတွေလို့သိရတာပါ အထူးသဖြင့်ရူတူဟောင်းမြန်မာနိုင်ငံကနေအမေရိကန်ကိုသွားကျင်တဲ့လူတွေအတွက်ဗီဇာရှောင်ရမှာအမေရိကန်ဒေါ်လာ2300လောက်ထိလိမ်စားဖို့ရလို့ဆိုပါတယ်။ဒါနေမကသေးပါဘူး။အဆိုပါစစ်တီဒါရိုက်တာဟာအလားအမေရိကိုလည်းဟိုတယ်မှာတင်ရမယ်။အကောင်းစားတွေကျွေးမယ်ဆိုပြီးမနေ့ကမစ်ဂရန်ပွဲမှာတယောက်စီကနေငွေ2သိန်း3သိန်းအထိလဲလိမ်ကောက်ဖို့ရလို့ဆိုပါတယ်။ဒါပြင်အဆိုပါလာမယ်စီတီဒါရိုက်တာရူသူရူဟာထူးအလွန်ထုတ်ကြေးထားတဲ့ငွေသိန်းတစ်ထောင်ကိုလည်းအခုထိကျွေးပြန်မဆက်နိုင်သေးကြောင်းသိရတာပါ ဒီလိုနာမည်ပြရှိနေတဲ့ City Director ကောင်ထူအန်လွင်ကိုသူ့ကိုတင်ချလို့ပွဲချံပြီးမှသူမရဲ့မကောင်းတဲ့တဲ့နေကောင်တစ်ခုပြီးတစ်ခုပေါ်လာခဲ့တာဖြစ်ပါတယ်။ထူအန်လွင်ကတော့သူ့အနေနဲ့ City Director Ruth Rose ကနေအကျွေးလေးပြန်မထောင်းတော့ပဲရှော့လိုက်ပြီးဖြစ်ကြောင်းပြောလာတာပါ။အခုချိန်မှထူအန်လွင်ဟာမြမလာမယ်လောကရဲ့ခေါင်းကိုင်ဆရာတစ်စုဖြစ်နေပါပြီ။ ်ထူအန်လွေဟောင်းမနစ်ကမစ်ဂရန်အင်တာနက်ရှင်နယ်2024ပြိုင်ပွဲမှာတိတ်ဆူငင်းကြောင်းနှဝနဲ့အစီမဖြေဖြစ်ပြီး National Director License ကိုပြန်ခဲ့ပေးမယ်ခုချိန်မှာတော့ Miss World Miss International နဲ့အတူ Miss Cosmo ပွဲတွေကိုကင်တွယ်ခွင့်ရထားပါတယ်ဒါပြင်ထူအန်လွေဟောင်းတိုင်တာဆိုယူဝေယူထားတဲ့ Miss Universe License ကိုလည်းရယူထားပြီးဖြစ်တယ်လို့ကောလာဟာလာသတင်းတွေထွက်နေတာပါ ဒီလိုထူးအပ်လွေဟောင်းနိုင်ငံတကာလမယ်ပြိုင်ပွဲများစွာရဲ့ National Director ဖြစ်နေတယ်လို့အရေးချင်းရှိတဲ့လမယ်များစွာမွေးထုတ်ထားပေမယ့်မကြာခဏပွဲဖြစ်တော့အောက်ဘဲလန်နောက်အထူးသဖြင့်နီနီလေးနဲ့ကိစ္စမျိုးတွေကြောင့်တခါတလေဝေဖန်မှုတွေကြုံနေရတာဖြစ်ပါတယ်ပြည်ထောင်စုကရောပွဲမကြာခဏဖြစ်လေရှိတဲ့ထူးဟန်လွင်ကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။